မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဂျွန်လ9ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်မြို့မှာရှိတဲ့နာမည်ကျော် model agency ပိုင်ရှင်ဂျွန်လွင်ကိုခိုင်နှဲဝေကိုလူမှုကွန်ရက်ပေါ်မှာဝေဖန်ခဲ့တဲ့အမှုနဲ့စစ်တပ်ကခေါ်ယူစစ်ဆေးနေတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မေလ၄ရက်နေ့ညပိုင်းမှာ ပြည်ပကနေပြီးတော့ရန်ကုန်ကိုပြန်လည်ရောက်ရှိခဲ့ပြီးတဲ့နောက်ဂျွန်လွင်ကိုစစ်တပ်ကခေါ်ယူစစ်ဆေးနေခြင်းဖြစ်ပြီးတော့စစ် lobby telegram channel များရဲ့သတင်းပေါ်ပြချက်အရအစိုးရချမ်းချမ်းရောင်းချတဲ့ကုန်ပစ္စည်းများကိုဝယ်ယူခဲ့တဲ့အမှုနဲ့ခေါ်ယူစစ်ဆေးနေခြင်းဖြစ်တယ်လို့ပြောဆိုထားပါတယ်။သူပြောက်နေတယ်ဆိုတာတော့သတိထားမိတယ်။အခုခေါ်ပြီးစစ်ဆေးနေတယ်ဆိုတာသိရတော့စိတ်မကောင်းပါဘူး။သူကသူ့အမေကိုအယမ်းချက်အယမ်းကျူးဆိုင်တဲ့သူပါ။သူ့အမေကလည်းသူ့သားကိုအယမ်းချက်တော့မြန်မြန်ပြန်လွတ်ပါစေလို့ဆုတောင်းပါတယ်လို့ရန်ကုန်မြို့ကရုပ်ရှင်လောကသားတူကပြောပြထားပါတယ်။ အခြားရုပ်ရှင်လောကသားတဦးကလည်းစစ်တပ်ကဂျွန်လွင်ကိုခေါ်ယူစစ်ဆေးတဲ့အမှုဟာစစ်တပ်ဘက်တော်သားခိုင်နှင်းဝေကိုဂျွန်လွင်ကလူမှုကွန်ရက်ပေါ်ကနေတဆင့်ဝေဖန်ခဲ့တဲ့အမှုကြောင့်အဓိကဖြစ်နိုင်ပြီးတော့ခိုင်နှင်းဝေကိုမှားလွှဲမိတယ်အလွန်ငွေ26ဒိန်ပြန်လွှဲပေးရန်ခိုင်နှင်းဝေကိုဝေဖန်တဲ့ post များကိုဂျွန်လွင်ကလူမှုကွန်ရက်ကနေတဆင့် အချင်းကြီးများစွာ share ခဲ့တယ်လို့သိရပါဗျ။ဂျွန်လွင်ကခိုင်နေဝေကိုဒဲဆော်စိန်ခေါ်ပြီးတော့ခိုင်နေဝေမူမမှန်တဲ့အကြောင်းတွေကိုတောက်လျှောက် share ခဲ့တာ။အဲဒါကြောင့်ထင်တာပဲလို့အခြားရုပ်ရှင်လောကသားတို့ကရှင်းပြထားပါဗျ။မေလ26ရက်နေ့ကဂျွန်လွင်ကခိုင်နေဝေအနေနဲ့မှားလွဲလာတဲ့အလူငွေ26သိန်းကိုချက်ချင်းပြန်လွှဲတင်ကြောင်းဝေဖန်ရေးသားခဲ့ပါဗျ။လူမီတိုင်ပြီးပြီးတချိန်ကရန်လေးစားတယ်။ငါတို့မလုံနိုင်မသွားနိုင်တဲ့နေရာတွေသူအပြင်းမှန်းခံပြီးတော့လုံနိုင်တယ်ဆိုပြီးတအားလေးစားခဲ့ပါဗျ။ အခုတော့26သိန်းကျော်လွှဲတဲ့ဂရက်မှာဒလောက်အသေးစိတ်ရှင်းပြတာတော့မှမျက်နှာပြောင်တိုက်ပြီးတော့ဝန်ထမ်းကတမျိုးအမျိုးမျိုးဆိုတော့တခုတော့တီထားစီခြင်းမတဲ့နတ်ပြည်ကြွကျင်တဲ့သူကသူ့ဘာသာသူလွတ်လန်းရှာပါလိမ့်မယ်ဈီးကုတ်ပြီးတော့နတ်ပြည်တက်ခိုင်းရလောက်အောင် တီလာတွေမိုးမချုပ်စေခြင်းဘူးတရားဝင်ဖွဲ့စည်းထားတဲ့အဖွဲ့အစည်းကိုတရားဝင်ဖွဲ့စည်းထားတဲ့အဖွဲ့အစည်းကဝစ်စစ်ဆေးလို့ရတယ်ဆိုတာကိုတည်ထားစေခြင်းမတဲ့လူတွေကဖြဲဖြဲပြတိုင်းကြောက်ရအောင်မင်းမဲ့တိုင်းတည်လဲမဟုတ်ဆိုပြီးတော့ဂျွန်လင်ကသူ့ရဲ့လူမှုကွန်ရက်ပေါ်မှာမေလ26ရက်နေ့ကရေးသားခဲ့ပါတယ်မြန်မာနိုင်ငံမှာရေဘေးငလျင်ဘေးအပါအဝင်ဘေးဒုက္ခများကိုခိုင်နှင်းဝေကပြည်သူလူထုထံကအလူငွေများကောက်ယူပြီးတော့ပြန်လဲလှူဒန်းဆောင်ရွက်ရမှာစစ်တပ်နဲ့ပူးပေါင်းပြီးတော့ဒေသအာဏာပိုင်များကနေတဆင့်လှူဒန်းခြင်း ပြည်သူလူထုကလူတန်းတဲ့ငွေတွေကိုနယ်မြေကအာဏာပိုင်များထံကိုတိုက်ရိုက်လွှဲအပ်ခြင်းစစ်တပ်နဲ့ပတ်သက်တဲ့အခမ်းအနားများကိုတိုက်ရောက်ခြင်းစစ်တပ်ထောက်ခံတဲ့ policy ကားများမှာတတ်တက်ကြွကြွပါဝင်သေးုပ်ဆောင်ခြင်းတို့ကြောင့်စစ်တပ်ဘက်တော်သားအဖြစ်နဲ့ပတ်မှတ်ဝေဖန်မှုများရုပ်ရှင်အတိုင်းဝိုင်းနဲ့ပြည်သူကြားမှာထွက်ပေါ်လျက်ရှိကြောင်းသတင်းရရှိပါရခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်အရေးကြီးသတင်းကတော့နိုင်ငံတကာ stock share နဲ့ငွေကြေးဈေးကွက် forex trading မှာယင်းနှမြုံနိုင်ရန်အတိုး15ရာခိုင်နှုန်းပေးတယ်ဆိုပြီးတော့ဒေါက်တာညင်ညီဆွေနဲ့အဖွဲ့ကနိုင်ငံတော်ကလူပေါင်းများစွာထံကနေပြီးတော့ ငွေကျပ်သိမ်းပေါင်းတောင်းနဲ့ချီပြီးတော့လိန်လဲသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နိုင်ငံတကာ stock share နဲ့ငွေကြေးဈေးကွာ forest trading မှာယင်းနေ့မြောက်နိုင်ရန်ငွေကြေးထက်ဝင်ခိုင်းပြီးတော့ထက်ဝင်ခိုင်းတဲ့ငွေကြေးပမာဏကိုတလားကိုအတူ15ရာခိုင်နှုန်းအမြတ်ပေးတယ်ဆိုပြီးတော့မန္တလေးမြို့မှာနေတဲ့ဒေါက်တာညင်ညီဆွေနဲ့အဖွဲ့ကမိတ်ဆက်ပွဲများလှုပ်ဆောင်ခြင်းအခမ်းအနားပွဲများကျင်းပခြင်းနဲ့ ငွေကြေးများလိုက်လံစုဆောင်ခဲ့တယ်လို့သိရပါဗါး Forest Trading လို့ခေါ်တဲ့နိုင်ငံတကာငွေကြေးနဲ့ရှယ်ယာဈေးကွက်ရင်းနှီးမြှုပ်နှံခြင်းမိတ်ဆက်ပွဲများကျင်းပပြီးတော့အစုရှယ်ယာရှင်များဇက်တိုက်စုဆောင်ခဲ့တယ်လို့သိရပါဗ ်အခု AP လနှောင်းပိုင်းကစတင်ပြီးတော့ဒေါက်တာညီညီဆွေနဲ့ Glassy Leader အဖွဲ့ခေါင်းဆောင်များအားလုံးဟာတိတ်ဆောင်သွားကြတယ်လို့သိရပါတယ်ပြည်ပမှာတော့ CID နဲ့စာသုံးလုံးကဖမ်းဆီးသွားပြီလို့သတင်းလွှင့်ထားပြီးတော့ဘာအဆက်အသွယ်မှမရတော့ဘဲတိတ်ဆောင်သွားခြင်းဖြစ်တယ်လို့သိရပါတယ်ဒေါက်တာညီညီဆွေကတနိုင်ငံလုံးကိုပတ်ပြီးတော့ Forest Trading တင်နှန်းဆိုပြီးရှယ်ယာထက်မဲ့လူတွေကိုလိုက်စုတာ 6နှစ်လောက်ရှိပြီတချို့လဲတလကို15ရာခိုင်နှုန်းရနေကြတော့ငြိမ်နေကြတာပေါ့အခုကတော့မပါဘူးဆိုရင်လူတယောက်ကိုအ ਨੇ ဆုံး3300ရာကအ ਨੇ ဆုံးပါသွားပါတယ်တနိုင်ငံလုံးမန်ဘာတွေချိတ်ဆက်ထားတာပါအခုကဒေါက်တာညီညီဆွေရောသူ့ရဲ့ glassy leader လို့ခေါ်တဲ့လူတွေအကုန်လုံးရှောင်သွားကြတာပါအဖမ်းခံရတာဆိုရင်လဲတက်တယ်မရှိဘာမရှိပဲနဲ့ A4 စာရွက်မှာကွန်ပျူတာစာစီပြီးတော့ဖြတ်နေတာ ဘာတာဝန်ယူမှုတာဝန်ခံမှုမှမရှိဘူးလို့ငွေကြေးလိမ်လည်ခံရသူတဦးကသတင်းပေးဖို့ပြောကြားထားပါတယ်။ငွေကြေးလိမ်လည်သူဒေါက်တာညီညီဆွေနဲ့၎င်းရဲ့ leader ဆိုသူများဟာ Glassy Leader Group ဆိုပြီးတော့ Telegram မှာ group များစွာထောင်ပြီးငွေကြေးရင်းနှီးမြှုပ်နှံသူများကိုဖိတ်ခေါ်ထားပါတယ်။အမြတ်ငွေမှန်မှန်ပေးမယ်ဆိုပြီးတော့ငွေကြေးလိမ်လည်ခြင်းဖြစ်ပြီး group တစ်ခုမှာ member ပေါင်းထောင်ကျော်ရှိက group ပေါင်းအများပြားရှိတယ်လို့ငွေကြေးလိမ်လည်ခံရသူများထံကသိရပါတယ်။ ပတ်စံထဲ့ဝင်နေတဲ့ဒူတွေထဲမှာစစ်ဆောင်တွေလည်းအများကြီးပါပါတယ်ပတ်စံထဲ့တဲ့ဒူတွေထဲမှာစစ်ဆောင်တွေလည်းအများကြီးပါပါတယ်ငွေထဲ့ဝင်လိုက်ကြောင်းစာချုပ်စာတမ်းလည်းမရှိခရတောင်းပန်လို့လည်းမရလာဆွဲတဲ့လီဒါဆိုတဲ့ဒူတွေကလည်းဖုန်းမကင်မဲနဲ့ပတ်ပြေးနေတာအကောင့်ဖြတ် group ဖြတ်ပြေးတာတွေလည်းလုံနေပါတယ်သိန်း၁၀ခန်းကနေပြီးတော့ ထောင်ချီတောင်းချီပါသွားကြတာလို့ကိုတိုင်ငွေကြေးလိန်လယ်ခန်းသူတို့ကရင်ဖွင့်ပြောပြထားပါဗျ။ဒေါက်တာညင်ညီဆွေရဲ့လိန်လယ်မှုကိုခန်းအပ်သူတွေထဲမှာတန်ဃာတော်များနဲ့တီလာရှင်များပါပါဝင်နေပြီးတော့ဘုံကြီးကျောင်းတဲ့တီလာရှင်ကျောင်းများလာစဉ်ဝင်ငွေရရှိစေရန်အတွက်အလူငွေများကိုစုဆောင်းပြီးတော့ဖဲ့ဝင်ထားခဲ့ခြင်းဖြစ်တယ်လို့သိရပါဗျ။မန္တလေးကဘုံကြီးကျောင်းတချို့က ကျောင်းအတွက်ပုံမှန်ဝင်ငွေလေးရအောင်ဆိုပြီးတော့ဒေါက်တာညင်ကြီးဆွေးစီမှာရှယ်ယာတွေထည့်ကြတယ်တလကို15ရာခိုင်နှုန်းလေးယူမယ်ပေါ့အဲ့ဒီလိုထည့်ဝင်ထားတဲ့ဘုံကြီးကျောင်းတွေတန်ဃာတော်တွေတိလရှင်ကျောင်းတွေလည်းအများကြီးတယ်ကျွန်တော်တို့သိတဲ့ဘုံကြီးကျောင်းဆိုရင်ပိန်9000တောင်ရှယ်ယာဝင်ထားတာတန်ဃာတော်တွေကလည်းအခုဒေါက်တာညင်ကြီးဆွေးဘယ်မှာရှာလို့ရှာမှန်းမသိဘူးဖြစ်နေတယ်လို့မန္တလေးကရှယ်ယာရှင်တူကရှင်းပြထားပါဗျဒေါက်တာညင်ကြီးဆွေးနဲ့အဖွဲ့ရဲ့လိန်လယ်မှု ခံရတယ်လို့ သတင်းဌာနများကိုအတိပေးလာတဲ့ပြည်သူတွေထဲမှာရန်ကုန်မန္တလေးဒဝဲမြကြီးနာမြင်းကျန်ပသိမ်မိထီလာနေပြည်တော်အပါအဝင်မြို့နယ်ဘောင်းဆောင်ကပြည်သူများကသတင်းပေးဖို့တိုင်ကြားထားကြကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ဘကူးတိုင်းဂျိုးပင်ကောင်းမြို့နယ်ကိုင်းရရှိရွာမှာဂိတ်ထိုင်ပြီးတော့ပတ်စံကောက်နေတဲ့အချမ်းမဆက်တက်ကတက်ချက်ကြီးစိုးရစာကိုဝင်းရောက်ပြက်ခတ်တက်ခရောက်တိတ်ဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဒီကနေ့ဇွန်လ9ရက်မနေ့10ရက်ကမှကိုင်းရရှိရွာမှာဂိတ်ထိုင်ပြီးတော့ပတ်စံကောက်နေတဲ့အချမ်းမဆက်တက်ကတက်ချက်ကြီးစိုးရစာကိုတိုင်ရင်3331တက်ခွဲကဂျိုးပင်ကောင်းဟီးရိုးပျောက်ကြားတက်ဖွဲ့ကတော်လိုင်းတက်ဖွဲ့များက ဝင်းရောက်ပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါဗါး။၎င်းတိုက်ခိုက်မှုအတွင်းမှာတက်ချက်ကြီးဆိုးရစာဟာပွဲချင်းပြီးတိတ်ဆုံးသွားပြီးတော့၎င်းစီကလက်ပြပုံတစ်လုံး၊ကြီကိုးတောင်၊စိုက်ကဲတစ်စီး၊ဖုန်းတစ်လုံး၊ငွေချက်တစ်တောင်းခွဲ၊မှတ်ပုံတင်နဲ့စစ်မှုရန်ဟောင်းကပ်ပြားတို့ကိုတင်းစီရရှိခဲ့တယ်လို့သိရပါဗါး။သူကစစ်ခွေးတက်ချက်ကြီးပါကျွန်တော်တို့ဝင်းပြစ်တဲ့အချိန်မှာတနက်ကြီးစံ၃ချက်ထိမှန်ပြီးတော့ပွဲချင်းပြီးတိတ်ဆုံးသွားပါတယ်။ ။ကိုင်းရရှင်ရွာမှာဂိတ်ထိုင်ပြီးပတ်စံကောက်နေတဲ့အချိန်ဝင်ပစ်ခဲ့တာပါလို့တပ်ရင်း၃၀၃ရက်တက်ခွဲကဂျိုးမင်ကဟီးရိုးပျောက်ကြတဖွဲ့ကတာဝန်ရှိသူကပြောဆိုထားကြောင်းတရင်ရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မကွေးတိုင်းမဖဲမြို့နယ်မှာစစ်တပ်စစ်ကြောင်းကိုတိုက်ခတ်ခဲ့ရာစစ်သားတအုပ်တေဆုံးပြီးလက်နက်တလက်နဲ့ခဲအံတချို့ကိုတိမ့်စီရရှိခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇွန်လ၂ရက်နေ့ကမဖဲမြို့နယ်အမ်ဘရန်လမ်းပိုင်းအရှိုချင်းကာကွယ်ရေးတပ် ACDF ဒေသတက်ထိန်းချုပ်ရာနယ်မြေတဲကိုဝင်ရောက်လာတဲ့အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို ACDF တပ်ဖွဲ့ဝင်များကပြစ်ခတ်တိုက်ခတ်ခဲ့ရာ အပြန်အလှန်ပြစ်ခတ်မှုတိုက်ပွဲ15မိနစ်ခန့်ကြာမြင့်ခဲ့တယ်လို့သိရပါဗျ။ငဖဲမြို့နယ်ထဲမှာပါစစ်ခွေးတွေကဘဲကနေလာပြီးဘဲကိုစစ်ကြောင်းထိုးဖို့လာလဲဆိုတာအတိအကျမသိရဘူး။အင်းအားလည်းအတိအကျမသိရပါဘူး။စစ်ကူစစ်ကြောင်းလာတာလို့သိရလို့တိုက်ခိုက်ခဲ့တာပါလို့အရှုတ်ချင်းကာကွယ်ရေးတပ် ACDF ကသတင်းနဲ့ပြန်ကြားရေးတာဝန်ခံစလိုင်းခဏီလေးပွေကရှင်းပြထားပါဗျ။တိုက်ပွဲဖြစ်ပွားရာနေရာကိုနယ်မြေရှင်းလင်းတဲ့အချိန်မှာစစ်သားအလောင်းတစ်လောင်းနဲ့ MA1 အမျိုးအစားတပ်နဲ့တလက်ကြီးပေါက်၅ခုနဲ့ခဲယမ်းတချို့ကိုတင်စီရရှိခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်အရေးကြီးသတင်းကတော့မန္တလေးတိုင်းချမ်းရည်တာဆန်မြို့နယ်ပြည်ကြီးပြော်ပွဲအနောက်ရပ်က88လမ်း33လမ်းနဲ့34လမ်းကြားကလူစီကားရနေရာမှာအမျိုးသမီးတဦးဓာတ်နဲ့ခုတ်ခံရပြီးတော့ပတ်စံလူခံရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇွန်လ6ရက်နေ့နေ့လယ်တနာရီကမှသခိုင်းမြို့နယ်အသက်23နှစ်အရွယ်အမျိုးသမီးဟာပြည်စင်နေရာအနီးကငွေလွဲဆိုင်တဆိုင်ကနေငွေထုတ်ပြီးအပြန်မှာလူရခံရတာလို့ဆိုပါတယ်။သူကငွေလွဲဆိုင်ကနေထွက်လာတာကိုဓာတ်နဲ့ခုတ်ခံရတာ။ ။ကောင်မလေးရဲ့လမ်းမောင်းကတော့ထုတ်ချင်းပေါက်သွားပါတယ်။ တရားခံကအခုချိန်ထိမမိသေးဘူးဒါနဲ့ခုတ်သွားတဲ့သူကဘယ်နှစ်ယောက်လဲဆိုတာလည်းမသိရသေးဘူးလို့ဒေသခံတဦးကပြောပါရယ်ဒါနဲ့ခုတ်ခံရတဲ့သူအမျိုးသမီးငယ်ဟာစိုးရင်ရတာကြောင့်မန္တလေးပြည်သူစေယုံကိုဒေသလူမှုကူညီရေးအသင်းတွေကပို့ဆောင်ပေးထားရပြီးတော့လူရက်ခံရလို့ငွေကျပ်သိန်း30ပါသွားတယ်လို့သိရပါရယ်ဇွန်လ9ရက်နေ့အထိဒါနဲ့ခုတ်ခံရတဲ့အမျိုးသမီးငယ်ကစေယုံကမစင်းရသေးပဲစေကူတမှုခံယူနေရဆဲဖြစ်ပေမဲ့အသက်အန္တရာယ်တော့မစိုးရင်ရတော့ဘူးလို့သိရပါရယ်ဒါခုတ်မှုဖြစ်တဲ့နေရာက ငွေလွဲဆိုင်ရဲ့မျက်စောင်းတို့လောက်အနေထားသာရှိပြီးတော့လူသွားလူလာအများအန်ရှိနေတဲ့လမ်းဖြစ်ကလူရက်သူကိုလည်းမဖမ်းမိသေးဘူးလို့ဒေသခံတွေကပြောပါတယ်။ AP လ28ရက်နေ့ကလည်းချမ်းမြတာစီမြို့နယ်အောက်ပင်လယ်ရက်ကွက်103 104လမ်းကြား55လမ်းပေါ်မှာရှိတဲ့ရွှေစာမဏီရွှေဆိုင်ဓမြတိုက်ခံရပြီးတော့ရွှေ20ကျပ်သားကျော်ပါသွားတယ်လို့သိရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မွန်ပြည်နယ်မှာလိုင်စင်မဲ့ဆိုင်ကယ်စီးနေတဲ့လူငယ်အချို့ဖမ်းဆီးခံရပြီးတဲ့နောက်စစ်မှုထမ်းစစ်သားစုဆောင်းခံရရတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ စစ်ကောင်စီဟာဇွန်လတရက်နေ့ကစပြီးတော့ပြည်내အတွင်းမှာလိုင်စင်မဲ့ယင်တွေကိုစီမံချက်နဲ့ပိတ်ဆို့ဖမ်းဆီးမှုတွေအကြီးအကျယ်လှုပ်ဆောင်နေတယ်လို့သိရပါဗါးလိုင်စင်မဲ့ယင်ဖမ်းဆီးရမှာစစ်ကောင်စီပူးပေါင်းအဖွဲ့တွေဟာစစ်မှုထမ်းအချုပ်ဝင်တဲ့လူငယ်တွေကိုစစ်သားစုဆောင်ရေးတပ်တွေထံကိုချက်ချင်းပို့ဆောင်နေတယ်လို့သိရပါဗါးစစ်ကောင်စီဟာလာမဲ့ဇွန်လ16ရက်နေ့မှာစစ်မှုထမ်းအပတ်စဉ်73တင်တန်းဖွင့်လှစ်ဖို့အတွက် စစ်မှုထမ်းတွေလိုအပ်နေတာကြောင့်လူငယ်တွေကိုရတဲ့နီးလန်းနေနဲ့တပ်သားတွေစုဆောင်းနေတယ်လို့သိရပါတယ်။တစ်ဖက်မှာတော့လိုင်စင်မဲ့ရင်းတွေကိုဖမ်းဆီးနေတဲ့စစ်ကောင်စီဟာလိုင်စင်မဲ့ရင်းတွေကိုဖမ်းဆီးရမိပါကရင်းတွေကိုတင်စီပြီးလူတွေကိုပါထောင်ချနေတယ်လို့သိရပါတယ်။ပြည့်စုံထားတဲ့မှတ်တမ်းအချက်အလက်တွေအရမွန်ပြည်နယ်မှာစစ်မှုထမ်းအပတ်စဉ်တစ်ကနေအပတ်စဉ်ဆက်နေအထိစစ်မှုထမ်းစစ်သားစုဆောင်ခံရသူ2100ထက်မနည်းရှိလာခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပြေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကခင်ဝေးပြီးတော့အကြမ်းဖက်ဆက်အာနာရှင်စနစ်စိုးကြီးရဲ့လက်အောက်ကနေလဲအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ